โอเคမြန်မာလိုစကားပြောတဲ့ပုံစံနဲ့အင်္ဂလိပ်လိုစကားပြောတဲ့ပုံစံကိုအခုရှင်းပြပေးမယ်မြန်မာလိုစကားပြောတဲ့အခါဆရာတို့ကမြန်မာတွေဖြစ်တဲ့အတွက်ကြောင့်ဒီအာအာအတွေ့အခွန်ကလည်းဒီသူအသက်အရွယ်အသက်အရွယ်အလုံးအတွေ့ကြုံပြီး knowledge ကိုဘဟုတုတဘဟုတုတအပေါ်မှာမူတည်ပြီးတော့ဒီအတွေ့အခွန်ဆိုတာငယ်ငယ်ကြီးကြီးရှိလို့ရှိရတဲ့ငယ်လေဆိုမှလည်းဘဟုတုတကျွဲရတဲ့အတွေ့ကြုံရှိတဲ့လူငယ်လေဆိုလို့ရှိရင်ဒါလူကြီးတယောက်ကိုတွေးနိုင်တာပဲ အသက်ကြီးပြီးအချိန်စီးတဲ့သူလည်းအများကြီးပဲအသက်ကြီးပြီးတော့ဘာမှစကားမပြောတတ်ဘူးအဲ့လိုလူလည်းရှိသေးတယ်။ Okay ဆိုတော့အဲ့လိုမျိုးပေါ့နော်။အာဆိုတော့ထားပါတော့ဒီပုံမှန်လူတယောက်အနေထားနဲ့ဆိုလို့ရှိရင်အဲဒီမြန်မာဖြစ်တဲ့အတွက်ကြောင့်မြန်မာလိုတွေးတတ်တယ်စကားပြောမဲ့စကားတွေကိုရှာတွေးတတ်တယ်ပြီးရင်မြန်မာလိုပြောတဲ့အခါအစီအစဉ်တကျလေးတခါနဲ့သူတို့ပြောတတ်တယ်ရှင်းအောင်ညီရပေါ့နော်ပဲ A ပြီးရင် B လာမယ် B ပြီးရင် C လာမယ် C ပြီးရင် D လာမယ်ပေါ့ပြီးရင်နောက်စကားအတော့လုံးဒီကွန်ဂျန်ရှင်းနေအကြောင်းအရာတစ်ခုနဲ့တစ်ခု channel မှာတီးတော့လေ အဲ့ဒါပြီးတော့အမ်ဒါပြင်အဲ့လိုမျိုးစကားလေးတွေကိုစီလောင်တောင်းတတ်တယ်ဒါကြောင့်အဲ့လိုမျိုးစီလောင်တောင်းတတ်တယ်ဆိုတော့အဲ့ဒီပုံတွေကိုယ့်ရဲ့ဒီဟိုအကောဒီဘာလဲမြန်မာလိုပြောတဲ့အခါဆိုရင်ဒီအမ်အတွေ့အကြုံပူစရာမလို့ vocabulary တွေပူစရာမလို့ grammar ပူစရာမလို့တိုက်တန်းမှဒီ preposition တော့ဒါရင်လည်းပူစရာမလို့ပြီးရင် pronunciation လေးတန်းထွက်လည်းပူစရာမလို့ okay မြန်မာဖြစ်တဲ့အတွက်ဒါပေမဲ့အင်္ဂလိပ်လိုစကားပြောတဲ့အခါဆိုလို့ရှိရင် နံပါတ်1 fear 6စိတ်6စိတ်ကြီးကနံပါတ်1အရေးကြီးဆုံး um fear ရပြီးအတွေးခေါ်ရအင်္ဂလိပ်လိုစကားပြောတဲ့ကပေါ့နော်အတွေးခေါ်ရပြီး grammar uh, vocabulary and uh um validity proposition နေရာပြချင်းပြတော့အဲ့ဒါတွေကိုအရေးကြီးဆုံးပဲအရင်ဆုံးဖြေရှင်းရမှာ pronunciation ဆိုတာကိုနောက်ဆုံးမှာထားပြီးလုပ်ရတယ်ဒီအင်္ဂလိပ်စကားလုံးကိုဒီပီပီတာတာအကြီးကြီးလင်းလင်းနားလည်အောင်အတန်ထက်တတ်တယ်ဆိုလို့ရှိရင်ကိုအဆင်ပြေပြီ ပေါ့နော်ဆိုတော့တက်ဖီယာနဲ့တင်းတင်းရပြင်ခံရမှာလေပိုကယ်ဘူလာတကယ်ပရနန်စီဒီအာပိုဇီရှင်းကိုတော့ဒီကဦးစားပေးပြီးအရင်ဆုံးသွားမယ်ဆိုတော့ဒီနေ့အောင်ဒီလောက်ပဲပေါ့နော်ဒီအချိန်က less than 1 minute ဖြစ်သွားပြီဆိုတော့မနေ့ကမှတွေ့မယ်โอเค see you tomorrow everybody